တခါတော့အဖို့တူရဲ့အိမ်သားကတရက်ပင်ကြီးမှာငမသုံးကောင်အတိုက်လုံးနေကြတယ်တနေ့မှအဖို့ကပစိန်တလက်နဲ့အဲ့ဒီတစ်ပင်ကိုခုတ်ဖို့ရောက်လာပါတော့တယ်ငှက်တွေကကြောက်လန့်ပြီးငိုကြွေးတောင်းပန်ကြပါတယ်ပထမဆုံးငှက်ကအဖို့ကိုတောင်းပန်တယ်ဂျေဇူးပြုပြီးဒီတစ်ပင်ကြီးကိုမခုတ်ပါနဲ့ ကျမတို့ရဲ့ဥတွေအကောင့်အကောင့်ပေါဖို့တပတ်လောက်တော့အချိန်ပေးပါဦးဒုတိယငှက်ကလည်းယေရှုပြုပြီးဒီတစ်ပင်ကိုမခုတ်ပါနဲ့ပြောပြန်တယ်ဟုတ်ပါတယ်ကျမတို့ကဒီတစ်ပင်မခုတ်ဖို့မတောင်းဆိုပါဘူးဒါပေမဲ့တပတ်လောက်ပဲဆိုင်ငံပေးပါဒီအချိန်အတွင်းကျမတို့ဥကလေးတွေကျမတို့ကလေးတွေဥကနဲ့ ထွက်ပြီးလောက်ပါပြီအဲ့ဒီလိုပဲဓာတရားငှက်ကငိုပြီးထပ်ပြောတယ်နှစ်ပေါင်းများစွာဂျမမဥမရှိခဲ့ဘူးအခုမှကံဂျမကဥတွေပေးတာပါအမေဖြစ်ဖို့ဒီအခွင့်အရေးကိုမဆုံးချုံးပေးရစေနဲ့ကျေးဇူးပြုပြီးနောက်ထပ်ရက်အနည်းငယ်လောက်ပဲနေခွင့်ပေးပါဒါပေမဲ့သူတို့ရဲ့တောင်းပန်မှုတွေအားလုံးကိုဂရုမစိုက်ပဲ အဖို့ကဒေါသတကြီးနဲ့ပေါ်တယ်မဖြစ်နိုင်ဘူးအခုပဲခုံးမယ်မင်းတို့ပြောတာကငါခရုမဆိုင်ဘူးငါမျက်လုံးမှိတ်ပြီးဖွင့်တဲ့အခါမင်းတို့ဒီမှာချင်းနေတယ်မင်းတို့ငါငါဟင်အိုထင်ချက်ချက်လိုက်မယ်ဒီစကားကိုကြားတဲ့အခါမတ်တွေအလွန်ကြောက်လန့်သွားပြီးအသက်လူပြေးကြတယ်ဒါပေမဲ့ခဏအကြာမှာ တတိယငှက်ကပြန်လာပါတယ်။ဘိုးလူကြီးအဲ့ဒီလူကြီးအံအားတင်ပြီးမေးတယ်။မင်းတို့တုံ့ကောင်စလုံးထပြေးသွားပြီလို့ထင်တယ်။မင်းကဘာလို့ပြန်လာတာလဲ။ငှက်ကလေးကပြန်ပြေးတယ်။ကျမမပြေးပါဘူး။အဖို့ဟင့်ချက်ရင်ထဲဖို့ဟင်းဒီဟင်းရွနဲ့အမွေးအကြိုင်လေးတွေယူလာပေးတာပါ။ကျမကိုချက်တဲ့အခါ ဒါတွေကထဲချက်ဖို့ပါတည်ခြင်းလဲတည်ပါစေအမေဖြစ်ဖို့တကြိမ်သေးသောအခွင့်အရေးကိုကျွန်မဘယ်တော့မှစွန့်လွတ်မှာမဟုတ်ဘူးအဲ့လိုပြောတယ်အဖို့ဟာခဏတာငြိမ်သက်သွားပြီးထူးဆန်းစွာနဲ့ပဲသူ့ရဲ့နှလုံးသားဟာနှွေးထွေးတဲ့ခံစားချက်တွေနဲ့ပြည့်လာတယ်ပြီးတော့သူတိုးတိုးလေးပြောတယ်မင်းကအရန်တတ္တိရှိတဲ့ငှက်ပါပဲ င်းရဲ့တတိကိုငါလေးစားတယ်။မင်းဥတွေအကောင်ပေါက်ပြီးကလေးတွေကြီးပြင်းလာတဲ့အထိငါဆောင်းပေးလိုက်ပါမယ်။ကျန်တဲ့ငှက်နှစ်ကောင်ကတော့ပြောညံ့တဲ့သူတွေပဲ။တတိဆိုတာကြောက်စိတ်မရှိတာမဟုတ်ဘူး။တတိဆိုတာကြောက်စိတ်မရှိတာမဟုတ်ဘူးနော်။ကြောက်နေရင်လည်းရင်ဆိုင်ရခြင်းပါ။လူတွေကမကြခဏချိန်ချောက်တာနှောက်ချက်တာခံနိုင်ရပေမဲ့ဒီချိန်ချောက်မှုတွေကို အလွေတကူအချော့မပေးလိုက်ပါနဲ့တစုံတယောက်ကတင့်ကိုချိန်ချောက်ရင်တတိချီရှိရက်တီပြလိုက်ပါတတိချီရှိရဲရင်ပြလိုက်ပါတတိချီရှိခိုင်မာပြလိုက်ပါမကြောက်ရွံ့ပါနဲ့တမ်းမနဲ့မှဖြစ်မယ်စာလိုတက်ပြီးလူလိုမတက်တဲ့ လူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ်ဆိုတဲ့စကားကိုပိုပြီးလင်းလေးနက်နက်လက်ခံတတ်လာတယ်အသက်ကြီးအသက်တာကြီးပြီးစိတ်သဘောထားတွေမကြည့်နိုင်သေးတဲ့လူတွေကိုတွေ့ပြန်တော့အသက်ကြီးလို့သာလူကြီးလို့ခေါ်ပြီးအသိမရှိတော့အလကားလူပဲလို့မြင်လာတယ် လူကချမ်းသာနေပြီးတော့စိတ်မချမ်းသာနိုင်တဲ့လူတွေကိုတွေ့တော့ဘလို့နေရနေရဘလို့စားရစားရလွတ်လပ်ပျော်ချွင်ခြင်းကသာဘဝတန်ဖိုးဆိုတာကိုနားလေလက်ခံတက်လာတယ်။ပညာတက်ပြီးအကြည့်တန်နေတဲ့လူတွေကိုတွေ့တော့စိတ်ကောင်းမရှိတဲ့ပညာတက်ခြင်းကလောကကိုဒုက္ခပစ်တတ်တယ်ဆိုတဲ့စကားလေးကိုပို့ပြီးတော့ယုံကြည်လာတယ် ဂုံတနာရှိပြီးရုပ်ရည်ချောတဲ့သူတွေကအချောက်တိုက်ဘဝင်မြင့်နေပြီးတဖတ်တာကိုလူရမသွင်းကျင်ကြတဲ့အခါယောသားချင်းနဲ့ကိုချင်းစာတရားကပဲလူရဲ့တံပိုးလို့မြင်လာတယ်တထောင်ဖို့ပေးလို့တရားဖို့လောက်တောင်အကောင်းမမြင်ပဲကိုဘာလို့လို့ပဝန့်ကျင်ကအပြစ်ပဲမြင်နေကြတဲ့အခါ ကိုမှန်နေထင်ရင်ဘယ်ရောမဆိုင်ပဲညက်တက်လာတယ်။စေရနာမြတ်တာတွေကကိုပေးတလောက်မဆိုထားနဲ့။တခါတလေတစ်စက်လက်မှပြန်မရတဲ့အခါနောက်တစ်ခါပေးနိုင်ရင်ပေးမပေးနိုင်ရင်လည်းဥပိ္ပခပြုပြီးနေဒါပေမဲ့မင်းမျောလင်းချက်တွေတော့သွားမထမင်းစင်နဲ့လို့ကိုကိုကိုဆုံးမတက်လာတယ်။လူတချို့ကလိုမှောက်ခေါ်တယ် လူတချို့ကလိုမှတုံတယ်လူတချို့ကအစင်ပြေမှဆက်တွေ့တယ်လူတချို့ကဒုက္ခရောက်မှတတိရတယ်လူတချို့ကဒဏ်ရာတွေပေးပြီးလိုတလိုတုံပြီးရင်ပြန်ထွက်သွားကြတယ်ဒါတွေဟာဘဝတည်းမှာခေါယိုးကျိုးနေတဲ့အခါလူတွေနဲ့အယောဝင်ရမှကြောက်လာတယ်လူတွေကိုယုံကြည်ရမှကြောက်လာတယ်လူတွေကိုထက်ချရမှကြောက်လာတယ် လူတွေအများကြီးနဲ့တဟိဟိတဟာဟာနေရဖို့တက်တယောက်တည်းပဲအေးအေးဆေးဆေးနေချင်လာတော့တယ်နေတက်အောင်လဲကြိုးစားတယ်မိုးရွာရင်လဲရွာမယ်နေပူချင်လဲပူမယ်တခါတလေဘဝကရာတိဥရုဆန်တယ်ကိုကနေတက်မှဒီနေ့ကမလွယ်ကူဘူးနောက်နေ့ကပိုပြီးခက်ခဲနိုင်တယ်ဒီနေ့ထက်မနက်ဖြန်မှပိုပြီးခံနိုင်ပိုရှိနေဖို့လိုအပ်တယ် အပင်မြင့်ရင်လည်းလေတိုက်ခံရမှာပဲအပင်နေရင်လည်းလူတွေတန်နေခံရအောင်မှာပဲလောကရန်ကကွက်ကြမို့မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ကိုကတန်မာနေဖို့လိုမယ်နာဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်